တောင်ဆောင်ပေါ်မှာပိတ်မိနေပြီးတလက်မ၄တောင်ရွှေ့လို့မရတဲ့ကန်ဆိုးသူမောင်ကရုံရုပ်ရှင်အစမှာတော့မောင်ကရုံတယောက်သူ့ရဲ့ဆော်အဟောင်းလေးအိုနာနဲ့ကန်းချီမှာအတူထိုင်နေရကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်မောင်ကရုံကသူမကိုရမ်းလဲချစ်ပြီးအတိတ်ကသူ့ရဲ့နားလည်မှုလွဲခဲ့တာတွေကိုတောင်တရနေတဲ့ပုံပေါ်နေခဲ့ပါတယ်အဲနောက်အိုနာက ရှင်ကျမကိုဘာလို့ဒီနေရာကိုခေါ်လာခဲ့တာလဲလို့မေးတဲ့အချိန်မှာတော့မောင်ကရုံကသူ့ဒီနေရာမှာတေလို့နီးပါဖြစ်ခဲ့ရတဲ့အဖြစ်အပျက်ကြီးတစ်ခုကြုံခဲ့ရတယ်လို့ပြန်ပြောလိုက်ပါတယ် ဒီလိုနဲ့နောက်ထပ်ဇာဝင်ကမ်းမှာတော့အတိတ်တစ်ခုကိုပြသလာခဲ့ပါတယ်။မောင်ကရုံးနဲ့သူတငယ်ချင်းတစ်တိုင်းဝေးလံခေါင်ပြားလာတဲ့ကြောတစ်ခုပေါ်မှာတနေ့လုံးရေလွှာရှောစီပျော်ပါကြပြီးတော့ညရောက်တော့လဲကမ်းခြေပါတီနဲ့ကဲနေခဲ့ကြပါတယ်။တကယ်တော့မောင်ကရုံးနဲ့သူ့ဘရာအရင်ကြီးမောင်နီယာကျွမ်းကျင်အဆင့်ရှိတဲ့ရေလွှာရှောစီသမားတွေဖြစ်ကြပြီးအမြဲတမ်းလိုလိုနှစ်ယောက်တူတူရေလွှာရှောစီနေကြဖြစ်ပါတယ်။ဒီလိုနဲ့အဲဒီညမှာမိဘုံလေးနာတောက်ကြစားကြရင်နဲ့အောင်နီကအခုသူ့ဘဝမှာအရေးကြီးတဲ့လူသားလေးတစ်ယောက်ရှိလာပြီးမို့သူကနေဒါကိုပြောင်းရွှေ့တော်မယ်လို့ပြောလာပါတယ်။ သူရဲ့အရေးကြီးတဲ့လူသားလေးကအခုဆိုကိုဝင်လေထားရပြီမို့သူတို့ကကနေဒါကိုပြောင်းရွှေ့နေထိုင်ပြီးမိသားစုဘွားလေးတိဆောက်တော့မယ်ကြောင်းပြောလာတဲ့အခါမှာကျန်တဲ့တငယ်ချင်းတွေကဝမ်းသာနေခဲ့ကြပေမဲ့မောင်ကရုံကတော့မျက်နှာမကောင်းခဲ့ပါဘူးမောင်ကရုံကစိတ်ညစ်သွားတဲ့ပုံပေါ်သွားခဲ့ပေမဲ့ဘာတစ်ခုမှတော့မပြောခဲ့ပါဘူးအဲဒီအချိန်မှာပဲရီစာဟောင်းအိုနာကဘဲတက်တပွေနဲ့တွဲကနေဒါကိုတွေးလိုက်ရတဲ့အတွက်မောင်ကရုံခံစားသွားခဲ့ရပါတယ်တကယ်တော့မောင်ကရုံရဲ့ဖောက်ပြန်မှုနဲ့လိန်ညာမှုတွေကြောင့်ပြတ်သွားခဲ့တာဖြစ်ပေမဲ့မောင်ကရုံကတော့အိုနာကိုမမေ့နိုင်သေးပါဘူး ဒါကြောင့်မဲအိုနာနာကဘဲတစ်ကိုသွားပြီးဖြဲပါတော့တယ်။ဒီလိုနဲ့ရန်ဖြစ်ကြရင်လည်းအရန်ကိုမဆူရခဲ့ပါပဲ။ကျန်တဲ့သူတွေဝင်ထိန်လိုက်လို့နည်းနည်းတက်တာသွားခဲ့ပါတယ်။အဲနောက်မောင်နီကမောင်ကရုံးကိုတီးတန့်တနေရခေါ်သွားပြီးမင်းတို့ကုကုကိုအလိုမကျဖြစ်နေတာငါသိတယ်။ငါ့ကိုပြောလို့ပြောလိုက်ပါတယ်။တကယ်တော့မောင်ကရုံးနဲ့မောင်နီကငငယ်တွေကသူတို့အသက်တွေကြီးလာတဲ့အခါမှာကဘာနန့်ကိုခီးသွားပြီးတော့ရေလွာရှော့စီတွေတူတူလောက်ကြမယ်လို့တွေးကြော်ထားကြတာပဲဖြစ်ပါတယ်။အခုလိုမောင်နီကစမူကြောင်ပြီးဂရီးဖြစ်သွားတော့ကရုံးကစိတ်မကောင်းဖြစ်နေတာဖြစ်ပါတယ်။အဲနောက်မှာတော့မောင်နီယာသူဂရီးဖြစ်ရတဲ့အတွက်တောင်းပန်ပြီးတော့ သူ့အနေနဲ့သူ့ကောင်မလေးကိုဘလောက်ချစ်ကြောင်းသူတို့ရင်သွေးလေးလွယ်လာရခြင်းမှာသူ့အနေနဲ့ဖေတယောက်ဖြစ်ပေးခြင်းတဲ့ကြောင်းရှင်းပြခဲ့ပါတယ်။အဲဒီတော့မှမောင်ကရုံးလဲနားလည်သွားပြီးတော့မင်းတို့မိသားစုသားရပါစေလို့ဆုတောင်းပေးခဲ့ကသူတို့တို့ရေလွာလျှောစီးသွားဖို့ဝယ်ထားတဲ့အင်ဒိုနီးရှားကိုသွားဖို့လင်းလက်မှတ်နှဆောင်ကိုလည်းမောင်နီကိုဟန်နီမွန်းလက်ဆောင်ပေးလိုက်ပါတယ်။နောက်တနေ့မနက်မှာတော့မောင်ကရုံးကညာကရှက်ကစ်ထားလို့ကောင်းနေကြိုက်နေပေမဲ့လည်းသူဝါဒနာပါတဲ့ရေလွာရှောစီကိုလှုပ်ဖို့ကျွန်းရဲ့တစ်ဖက်ကမ်းစီကိုသွားခဲ့ပါတယ်။လမ်းမှာမောင်နီပို့တဲ့မက်ဆေ့ရောသူ့မိသားစုရောသူ့ညီမလေးရောပို့တဲ့ ဒီနေ့ညီမလေးမွေးနေ့လေအိမ်ကိုတစ်ခေါက်လောက်ပြန်လာခဲ့ပါဦးအမေကအခုကိုလွမ်းနေတာဆိုတဲ့ message တွေကိုတော့ဝင်မကြည့်တော့ဘဲနဲ့ခီးဆက်ခဲ့ပါတယ်ခူရောက်တဲ့အချိန်မှာတော့ကားကိုထားခဲ့ပြီးတော့လွယ်အင်းနဲ့ speed boat ကိုသာယူကာတချင်းလေးနားထောင်ရင်းနဲ့ကန်းကြီးဘက်ကိုထွက်လာခဲ့ပါတယ်ဒါမဲ့သူတတိမထားမိတာကသူသွားနေတဲ့လမ်းကတဲရီဟာအရန်ကိုချောနေပြီးလမ်းကလည်းလမ်းလျှောက်ရခက်လောက်အောင်အရန်ကိုမတ်ဆောင်နေခဲ့ပါတယ်ဒီလိုနဲ့တချိန်မှာတော့ဂရုံးဟာလမ်းလျှောက်ရင်းကနေချေချော်ကြကာသူ့ကိုတပြေးပြေးချင်းရှောစင်းသွားစီပြီးတော့၆ကမ်းမဆွန်နာထီကိုရောက်သွားစီခဲ့ပါတယ် ရုံးအားစွမ်းကိုပြန်ကုတ်တက်ဖို့ကြိုးစားခဲ့ပေမဲ့ကျမ်းမင်ကတဲရီဖြစ်နေတာကြောင့်ဘလို့မှမရခဲ့ပါဘူး။အဲဒီချိန်ဘုန်းလာတန်ကြားလို့ကျောဘုတ်ဤထဲကိုလှမ်းလိုက်လိုက်တဲ့အချိန်မှာပဲလက်လွတ်သွားပြီးတော့အောက်ကိုထက်ရှော့ချသွားကနောက်ဆုံးလုံးဝအဆုံးထိကိုရောက်သွားပါတော့တယ်။အခုဆိုရင်တော့မန်ဂရိုးတကောင်ကတေးရေးရှင်ရေးချင်းနေဖြစ်သွားခဲ့တာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ကြီးမားတဲ့လိုင်းလုံးကြီးတွေကချွန်ထက်နေတဲ့ကြောက်ဆောင်ကြီးတွေကိုရှေ့ဦးနဲ့ရိုက်ခတ်နေပြီးဂရုံးပြုတ်ကျလိုက်တာနဲ့တန်းလျှော့မဲ့ဂိမ်းပါပဲ။ဂရုံးကတရားရောက်သူ့ကိုလာကင်နိုးနိုးနဲ့ရှီးမြအာသုံးပြီးတော့တောင်းထားပေမဲ့လည်းဘယ်သူမှရောက်မလာခဲ့ပါဘူး။ ဒီလိုနဲ့နောက်ဆုံးမှာတော့မောင်ကရုံးကလိုင်းလုံးကြီးတွေကိုကြည်ရင်နဲ့အကြံတစ်ခုရသွားခဲ့ပါတယ်။အဲဒါကတော့ကရုံးကလိုင်းလုံးကြီးတွေကကြောက်ဆောင်ကိုလာရိုက်တဲ့အချိန်ကိုမှတ်သားထားလိုက်ပါတယ်။လှမ်းရိုက်တဲ့အချိန်ဟာ၈စက္ကန့်လို့မှတ်သားလိုက်ပြီးတဲ့နောက်မှာတော့ဖျားတပြီးအချိန်ကြိုက်ခုန်ဆင်းလိုက်တဲ့အတွက်လိုင်းနဲ့မခံရတော့ပဲရောက်ကိုတိုက်ရိုက်ကြသွားပါတယ်။ဒါမဲ့ကြောက်ဆောင်တို့ချိုးနဲ့တိုက်မိသွားတာကြောင့်ခြေထောက်တစ်ဖက်နဲ့လက်တစ်ဖက်တိုင်ရဆူဆူဝါးဝါးရသွားခဲ့ပါတယ်။ ဒါမဲ့လည်းရအောင်ကုခတ်ပြီးတော့ကြောက်ဆောင်တစ်ခုပေါ်ကိုရောက်ခဲ့ပါတယ်။ပြည်သားနဲ့ရှေ့ဆက်သွားဖို့လုံတဲ့ချိန်မှာခြေတော့ကမခံနိုင်ပဲပြုတ်ကျပြီးကြောက်ဆောင်နဲ့ထက်ဆောင်မိတာကြောင့်တတိလက်သွားခဲ့ပြန်ပါတယ်။တတိပြန်ရလာတော့ကောင်းတဲ့ဘိုက်မှာတန်ရာတွေကိုတွေးလိုက်ရပြီးခါမှလည်းတော်တော်နဲ့တဲ့ချစ်ရာကြီးတစ်ခုကိုလည်းတွေးခဲ့ရပါတယ်။ပြည်သားနဲ့ဖုန်းလို့ဆက်ကြည့်ဖို့လုံတဲ့အခါမှာဖုန်းကရေဆိုပြီးတော့လက်သွားပြီပဲဖြစ်ပါတယ်။ဒါကြောင့်လေကောင်းထွက်အောင် OGB ကိုကြီးတောင်းကြည့်တဲ့အခါမှာလည်းဘယ်သူမှမကြားခဲ့ပါဘူး။အဲနောက်အင်ဂျီစားနဲ့တန်ရာတွေကိုစီးပြီးတော့လှုပ်ကြည့်တဲ့အခါ အလုံးလုံးနေသေးတဲ့အတွက်စိတ်သက်သာရာရသွားခဲ့ပါတယ်။ဒါမဲ့ဒဏ်ရာရတာကြောင့်မလွှရှားနိုင်ပဲမောပန်းပြီးတော့အိပ်ပျော်သွားခဲ့ပါတယ်။ဒီလိုနဲ့ပြန်တို့လာတဲ့အချိန်မှာတော့ဘသူမှလာကူညီတာကိုမတွေ့ရတဲ့အတွက်စိတ်ပြက်သွားကသူ့ဘာသာသူပဲဟိုဘက်ကန်ဆက်ကိုကူတော်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါမဲ့တခုရီးသောစင်ကော်မှုကသူ့မှာလက်တစ်ဖက်ခြေတစ်ဖက်ပဲကူးနိုင်စွမ်းရှိပါတယ်။ဒါမဲ့လည်းမောင်ကတော့ကြောပေါ်အိတ်ကိုလွယ်ပြီးတော့ရေထဲကိုဆင်းမာတော့တယ်။ခဏလောက်ကူးပြီးတဲ့နောက်မှာတော့ခနာကိုကကြွသားတွေပစ္စည်းတဲ့တန်ရဲအတွင်းပိုင်းမှာသွေးထွက်နေတဲ့တန်ရဲကြောင့်ဂရုံးကပိုက်ထဲကနေစူးစူးပြီးနားတဲ့တန်ကိုလည်းခန်းစားနေခဲ့ရပါတယ် နာကျင်မှုတန်ကိုခံကကြိုးစားပြီးကုနေပေမဲ့လည်းခက်ဝေးမရောက်ဘဲနောက်ဆုံးမှာတော့အားနေလာကစပြီးတော့ရင်းနစ်ခဲ့ပါတော့တယ်။အဲဒီနောက်ရောက်တဲ့အကူညီမဲ့စွာပဲနင်းမြုပ်နေတဲ့အချိန်မှာပဲဂရုံးကအရင်ကအကြောင်းတွေပြန်မြောင်နေခဲ့ပါတယ်။ကြီးသားဟောင်းလေးနဲ့အတူရှိနေခဲ့ပြီးပျော်ခဲ့တဲ့အချိန်တွေကိုမြင်အောင်လာခဲ့ကာအဲဒီစိတ်ကပဲသူ့ကိုတက်ပြန်ရှင်ခြင်းစိတ်ဖြစ်လာပြီးတော့အပေါ်ကိုပြန်ကူးလာစီခဲ့ပါတယ်။ပြစ်စုံပံမှာတော့အိုနာဟာအဲ့ဒါတွေအားလုံးကိုကြားပြီးတဲ့နောက်မှာမြေကြီးကြီးကြပြီးတော့ဂရုံးကိုသူ့လုပ်ခဲ့တဲ့အရာတွေအတွက်ခွန်းလွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့သူမဘွားတဲ့တခုစနေပြီဖြစ်လို့ဂရုံးနဲ့တူတူနေပေးနိုင်တော့မှမဟုတ်ဘူးလို့ပြောကနှုတ်ဆက်နန်းလေးပြီးပြီးတော့ထွက်သွားခဲ့ပါတော့တယ်။ဒါပေမဲ့ဂရုံးကမတက်ထားရလိုက်ပြီးထွက်မသွားဘူးအတင်းတားပဲမယ်လေ။တကယ်တော့ဒါဟာအိုနာစစ်မှုပဲနဲ့ဂရုံးဘာသာထင်အောင်ထင်မှားတွေဖြစ်နေတာပဲဖြစ်ပါတယ်။နောက်တော့သူ့ကိုယ်သူဒီရိုက်တိုက်သွားတာတွေပြန်မြောင်နေပြီးမိမျောသွားခဲ့ပါတယ်။ပြန်တို့လာတော့ကန်းစက်မှာလဲလျက်သားဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့တည့်ရက်ကုံဆုံးသွားတဲ့အချိန်မှာတော့သူ့ရဲ့အခြေအနေဟာပိုဆိုးလာခဲ့ပါတယ်။အကူညီတောင်းတဲ့ SOS သင်္ကေတကိုဂရုံးရေးထားတာကိုမြင်ရမှာဖြစ်ပြီး တွေ့တဲ့ကတံပြူပါလာချက်လေးနဲ့အနာမပြန့်သွားအောင်သူ့လက်ကိုစီးထားတာကိုလည်းတွေ့ခဲ့ရပါတယ်။အဲဒီနောက်ခဏကြာမှာတော့သူ့နားကိုစပီးဘုတ်ပြားလေးတစ်ခုမျောလာတာကိုတွေ့တဲ့အတွက်သူ့လိုရေလွှာလျှောစီးကျွမ်းကျင်သူတယောက်တည်းတခုရီးတော့ခွင့်ရေးပဲလို့ယူဆကပုံပြားစီကိုစ조사ပြီးသွားခဲ့ပါတယ်။ဒါမဲ့လိုင်းပုတ်သွားခဲ့ပြီးဂရုံးကိုကြောက်ဆောင်နဲ့ထက်ဆောင်မိသွားကထပ်ပြီးသတိလည်သွားပြန်ပါတယ်။ဘလောက်မှမကြဘဲသတိပြန်လာတဲ့အခါမှာတော့ရေထဲရောက်နေပြီးလိုင်းကလည်းရှယ်ပုတ်နေကတစ်ခေါက်မှာတော့လိုင်းလုံးကြီးကြီးနဲ့ကြောက်ဆောင်ကြီးကြီးနားကိုရောက်သွားပါတယ်။ ဒီတစ်ခါသာပုတ်လိုက်ရင်တန်းလျှောသွားနိုင်တာကြောင့်ဂရုံးကချက်ချင်းအကြံထုတ်လိုက်ရပြီးသူ့ကြောပေါ်အင်းနဲ့ကြောက်ဆောင်ဆုံးကိုလှမ်းချိတ်ကတန်းလန်းလေးငြိမ်နေလိုက်ပါတယ်ခနာအိပ်ပျော်ပြီးပြန်လို့လာတဲ့အချိန်မှာတော့ဟယ်လီကော်ပတာတစ်စီးဖြတ်ပြန်တာတွေ့ရတဲ့အတွက်အာဂုံသုံးပြီးတော့သူ့ကိုတရီထားမိအောင်လုပ်ပင်မဲ့လည်းအလုံးမဖြစ်ခဲ့ပါဘူးလိုင်းနိုင်နေကြောင့်သူ့တန်းကိုမကြဘဲခနာနေတော့ဟယ်လီကော်ပတာလေးမျက်စိရှိကနေပျောက်ကွယ်သွားခဲ့ပါတယ်ဒီကြတဲ့ဇင်ရောတကောင်ကသူ့ကိုတီးပြီးထင်ပြီးတော့ဖလာလာကျိတ်နေလို့မောင်းထုတ်လိုက်ရပါသေးတယ်နောက်တော့ကန်းစက်ပေါ်ပြန်ရောက်လာတဲ့အချိန်ရေရမ်းစာရာကြောင့်ရေလိုက်ရှာပင်မဲ့လည်းရေဆိုလို့တစ်စက်တောင်မတွေ့ခဲ့ပါဘူး ။ဒီကြားထဲငါးများကြိတ်တစ်ခုကလက်ကိုစူပြီးလက်ပေါက်သွားလို့တဲရီဘာတွေတိတ်ထဲလိုက်ရပါတယ်။နောက်ဆုံးရေစာလုံးလို့တန်ဖြူပါလာချက်ပေါ်ကိုရှူရှူပေါက်ပြီးပြန်တော့မယ်ချမ်းပဲမဲ့ရှူရှူထဲမှာသွေးတွေကပုံများနေတာကြောင့်အဆင်မပြေခဲ့ပါဘူး။ညာရောက်တော့လေချမ်းနာမှာခိုက်ခိုက်တုံနေတာကြောင့်ခုနကတန်ဖြူပါလာချက်တွေရဲ့ငါးပိုင်းပက်ကွန်ရဲ့ကိုခြုံပြီးတော့လွေးအောင်လုပ်နေခဲ့ရပါတယ်။ခဏနေတော့ကောင်းနေမှလျက်စီးတွေလက်လာတော့မူရတော့မယ်ရေတောက်ရတော့မယ်ဆိုပြီးတော့ပြောနေခဲ့ပေမဲ့ ။ကန်ဆိုးကျင်တော့မိုးကဒဇက်နှစ်ဆက်လောက်ပဲရွာပြီးတော့တိတ်သွားတဲ့အတွက်မောင်ကရုံးခမရလည်းနာကျင်ခံစားမင်းဖွားတွေဖြစ်သွားခဲ့ရပါတယ်။အဲဒီညမှာတော့ဘုရားသခင်စီမှာကျွန်တော်မသိချင်းသေးဘူးလို့ဆူတောင်းရင်းနဲ့ပြန်အိတ်ခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ကရုံးသူ့ဖုန်းရဲ့ရိန်းနှုန်းတန်ကိုကြားလိုက်ရတာကြောင့်ရှာကြည့်တော့တဲတဲရောက်နေတာကိုတွေ့သွားခဲ့ပါတယ်။သွားကန်ကြည့်လိုက်တဲ့အချိန်မှာတော့သူမိသားစုကသူ့ကိုဗီဒီယိုကောလမ်းခေါ်နေတာတွေ့လိုက်ရတဲ့အတွက်ဝမ်းသာသွားပြီးတော့သူရောက်တဲ့နေရာနဲ့သူဖြစ်ဖြစ်ခဲ့သမျှတွေကိုပြောပြနေမိခဲ့ပါတယ်။ဒါမဲ့သူမိသားစုကတော့သူပြောတာတွေကိုနားထောင်နေတဲ့ပုံမပေါ်ဘဲနဲ့ တို့ပြောကျင်တဲ့မစီမဆိုင်အကြောင်းအရာတွေကိုဒါပြောနေတော့ဂရုံးကသူရေစာလုံးနဲ့စိတ်ကြောင့်ထင်အောင်ထင်မှားတွေထပ်မြင်နေရမှန်းသဘောပေါက်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းဂရုံးကမြေရီနဲ့ဆက်ပြောနေခဲ့ပါတယ်။သူရဲ့တိတ်ကမားရီအတွက်သူမိဘတွေကိုတောင်းပန်ရင်းမိဘတွေကိုလည်းဘလောက်ချစ်ကြောင်းလဲပြောနေခဲ့ပါတယ်။ဂရုံးကသူဘယ်တော့မှအိမ်ပြန်နိုင်တော့မှမဟုတ်ဘူးလို့လည်းယုံကြည်သွားခဲ့ပြီးဖြစ်ပါတယ်။နောက်တော့ခုနကစပီးဘုတ်နားကိုသွားပြီးတော့ငိုယိုနေခဲ့ကသူနဲ့သူတငယ်ချင်းတွေရေလွှာရှော့စီလုပ်ခဲ့တဲ့အချိန်တွေကိုလည်းပြန်ပြီးမြင်ရောက်နေခဲ့ပါတယ်။ဒါပေမဲ့လက်တွေမှာတော့ဂရုံးကကမ်းခြေမှာလွမ်းပြေနေတာမဟုတ်ဘဲနဲ့တန်းတီတော့မဲ့အနေထားဖြစ်နေပြီးဖြစ်ပါတယ်။ ဒါမဲ့ခဏကြာမှာတော့ဂရုံးကနောက်ဆုံးကြိုးစားမှုအနေနဲ့ရအောင်ကူးမယ်လို့ဆုံးဖြတ်ကာပုပ်ပြားကိုယူပြီးတော့ပင်လယ်ထဲဆင်းသွားပြန်ပါတယ်။ဒါမဲ့ခဏလောက်ကူးခတ်ပြီးတဲ့နောက်မှာတော့သူ့ရဲ့အာရင်တွေကုန်ခန်းသွားတဲ့အတွက်ပင်လယ်ထဲကိုနစ်မြုပ်သွားခဲ့ပါတယ်။ဒီကမှာတော့ဂရုံးကဘာမှမြင်အောင်တာတွေမရှိတော့ဘဲနဲ့သူ့ရဲ့ကံတရားကိုသူလက်ခံလိုက်ပြီးတော့အရှုံးပေးလိုက်ရပါတယ်။ဒါမဲ့ဂရုံးဒီတခါကံကောင်းခဲ့ပါတယ်။ အောက်ဆီဂျင်ပြတ်ပြီးတော့ဒေလူနီနီဖြစ်တော့မဲ့အချိန်မှာပဲကယ်ဆယ်ရေးတင်မော်တစီကရေဘော်ကဗိုလ်ပြားကိုမြင်ပြီးတော့သူ့ကိုဆင်းခဲ့ခဲ့ကဆေးရုံကိုပို့ပေးခဲ့ပါတယ်။သူတတိရလာတဲ့အချိန်မှာတော့သူ့ဘေးမှာမောင်နေရှိနေတဲ့အတွက်ဂရုံးကမောင်နေကိုသူ့ရဲ့ခန်းစားချက်တွေကိုရင်ဖွင့်ခဲ့ပါတော့တယ်။သူ့မိဘတွေကိုဘလောက်ချစ်ကြောင်းရဲ့သူနဲ့အိုနာလမ်းခွဲခဲ့တာသူ့ရဲ့ရန်လိုတတ်တဲ့အချင်းကြောင့်ဆိုတာကိုလည်းလက်ခံလိုက်ပြီးတော့အရန်ကိုနာကျင်ရပင်မဲ့လဲသူ့အိုနာကိုလက်လွတ်လိုက်တော့မယ်လို့ပြောခဲ့ပါတယ်။ဂရုံးကသူ့ဘဝမှာအရာအားလုံးနဲ့နောင်တရပင်မဲ့လဲအဲ့ဒါကိုလက်ခံပြီးရှေ့ဆက်ရတော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ အဲနောက်အိုနာကသူ့ကိုဆေးရုံမှာလာကြည့်ပေးတဲ့အတွက်မောင်ကရုံးပြောသွားခဲ့ပါတယ်။နောက်ဆုံးဇက်ဝင်ကန်းကိုတော့မောင်ကရုံးကကမ်ပါဆွန်တစ်ခုမှာရက်ပြီးတော့ကျေပြောလာတဲ့ပင်လယ်ကြီးကိုငင်းနေတာနဲ့ဆုံးသက်ထားခဲ့ပါတယ်။နောက်ပိုင်းတင်ဆက်သွားတဲ့သတင်းတွေအရသူဟာပင်လယ်ထဲမှာအသက်ရှင်ဖို့48နာရီလောက်ကြိုးစားခဲ့ရကြောင်းလည်းသိရှိခဲ့ရပါတယ်။အစုံဒီကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တို့ချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။